ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တက္ကိတအဝိုင်းလေးတရားစစ်တော်ဘုရားမြောက်ဘက်သောတာမှာပြေးနေဟောနေတယ်ဆရာတိုင်းအောင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေကြာသာပြေးသားသမီးများအတွက်16ရက်ကနေပြီးတော့24ရက်အတွင်းတပတ်အတွင်းမှာကြုံတွေ့ရမယ်ကံကြမ္မာအကောင်စုကိုတဲရော့ကပ်ပြေနမိတ်ပတ်ပြီးဟောကြားပေးမှာဖြစ်ပါတယ်ကြာသာပြေးသားသမီးတွေရောဒီကာလမှာစွန့်စားတဲ့အလုပ်တွေလုပ်တဲ့လူဆိုရင်တော့ အစစရဲ့အဆင်ပြေမဲ့ကာလလည်းဖြစ်ပါတယ်။နောက်ကိုယ့်ရဲ့နေပါပေါ့နော်ကိုယ့်ကိုယ်ရဲ့လက်တွေဒါမှမီယိုဖလာလက်တွေရှိရင်ကိုယ်ကူညီမဲ့မားစားမဲ့နော်အဲ့ဒါမျိုးတွေကြုံရမဲ့ကာလလည်းဖြစ်ပါတယ်။နောက်ကိုယ်ကိုယ်တိုင်လည်းဒီကာလမှာပျော်ရွှင်စရာတွေနဲ့ကြုံရမဲ့ကာလလည်းဖြစ်ပါတယ်။ဝေးကြီးရောဒီကာလမှာအဆင်ပြေနေပါတယ်မိဘရှိတဲ့လူတွေဆိုရင်တော့မိဘကိုပေးကမ်းနိုင်တာထောက်ပံ့နိုင်တာ ပံ့ပိုးနိုင်တဲ့အသည့်ငွေကြေးအစီအပြင်မဲ့ကာလလည်းဖြစ်ပါတယ်။မိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့ဒီကာလမှာလမ်းခွဲရတဲ့ဖြစ်ပါတယ်ခင်ပါတယ်ဆိုတော့မိတ်ဆွေတွေနဲ့အစီအပြင်ဖြစ်တတ်တယ်အထူးသဖြင့်အင်္ဂါသားသမီးနော်စနေသားသမီးနဲ့ပတ်သက်လာရင်ပိုပြီးအစီအပြင်ဖြစ်တတ်တဲ့ကာလလည်းဖြစ်ပါတယ်နော်မိခင်ဂျမိုင်းနဲ့ပတ်သက်လာရင်တော့ မိခင်ကျမ်းမာရေးတွေပြန်ကောင်းလာမယ့်ကာလလည်းဖြစ်ပါတယ်။နောက်ကံလည်းအလွန်ကောင်းတဲ့ကာလလည်းဖြစ်ပါတယ်။နောက်မိသားစုအတွင်းမှာရွေးဝေးကိုရောက်နေတာပဲဖြစ်ဖြစ်ပေါ့နော်။တနေအောင်ရောက်နေတာဖြစ်ဖြစ်ပေါ့နော်။ဒီကာလမှာပြန်လဲစုံစည်းရတဲ့ကာလလည်းဖြစ်ပါတယ်။မိသားစုအတွင်းမှာအဆင်မပြေတာတွေနော်အဆဆအရရပြန်လဲအဆင်ပြေလာမယ်။နောက်ပြီးတော့ဒီကာလကနေအိမ်ပြင်တာတို့နော်မုန်းမှန်တာတို့လည်းပြုလုပ်ရမယ့်ကာလလည်းဖြစ်ပါတယ်နော်။အဲ့တော့အိမ်ဝေဖို့ ပြန်စီထားတဲ့လူတွေရည်ရွယ်ထားတဲ့လူတွေဒီကာလမှာဆန္ဒပြေဝမယ်ကာလလည်းဖြစ်ပါတယ်သာသမီနဲ့ပတ်သက်လာရင်တော့သူပြင်ကလေးတွေရဲ့မျက်စိဒုက္ခပေးတတ်တယ်เนาะကလေးတွေငယ်ငယ်ဝယ်နဲ့မျက်မှန်လုပ်ပေးရတာเนาะမျက်စိနဲ့ပတ်သက်ပြီးတော့အခိုင်းမိတာတွေအကျုံးရတတ်ပါတယ်အဲဂယုစိုက်ပြီးလို့လိုပါတယ် ဒီကလာမှာဂျာတာပရိသတ်သမီးတွေအနောက်ရှင်းကတော့အပြင်ကတဲ့အတွင်းကနော်ကိုယ့်တို့ကပြေးတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အတွင်းလူနော်အိမ်လေးမှာဆိုလဲအိမ်လေးလူပေါ့နော်အကိုကိုနှောက်ရှက်မယ်နော်ဒုက္ခပေးတတ်တဲ့ကာလလည်းဖြစ်ပါတယ်နေရသူများဘုရားတော်ဒီကလာအခြေအမှအစမပြေပါဘူးအခြေအမှဂျားလို့နှောက်ရလို့စိတ်သူတို့လမ်းခွဲရလိမ့်မယ် အင်တော်ရင်းနဲ့ပတ်သက်လာရင်လည်းအင်တော်ရင်းအဆင်ပြေပါဘူးအင်တော်ဘက်အတိုင်းအဝိုင်းကိုအကြောင်းပြုပြီးတော့နော်လင်မယားစကားများနေရတာနော်ရံဖိရတာဒီဂျုံကတက်ပါတယ်အင်တော်ရင်းလည်းညံ့နေတဲ့ကာလလည်းဖြစ်ပါတယ်ဂျမိုင်းနဲ့ပတ်သက်လာရင်တော့အေးမိတတ်တယ်ဒီယူဆိုင်ပါဒီရှုတာလေးတော့ဘယ်ယူဆိုင်ပြီးလို့ပါတယ်ကိုရဲ့အတွေးကိုအယူဆတဲ့ဒီကာလမှာ ညံ့နေတယ်အဲ့တော့ဒီကလာအစစရရတဲညိကံမလို့ပါတယ်ကိုကသူများကိုရှင်းပြမယ်လို့တိုက်ခိုက်မယ်ဆိုရင်တစ်ဖက်မှာအုပ်စုလိုက်ကြီးဖြစ်နေတတ်ပါတယ်အဲ့တော့ရံဖြစ်တာတို့စကားများတာတို့မဖြစ်အောင်ရှောင်နေဖို့လိုပါတယ်နောက်ပညာရေးကိစ္စနဲ့ပတ်သက်လာရင်လည်းအဆင်မပြေပါဘူးเนาะပြီးတော့အဋ္ဌဒံကိစ္စနဲ့ပတ်သက်လာရင်လည်းအဆင်မပြေပါဘူးเนาะညံ့နေတဲ့ကာလလည်းဖြစ်ပါတယ် ော်ဒီကာလကတော့ကျွန်တော်တို့ဂျာသာပရိသတ်သမီးများဘိုးကတော့အကြီးအကျယ်ကံကောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။အဲတော့ကံတရားမေတ္တာပေးတဲ့ကာလမှာအလုပ်တွေကြိုးစားဖို့လိုပါတယ်။နောက်ပြီးတော့အလုပ်ကံနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်အတိတ်တွေရတတ်တဲ့နိုင်ငံအခြားကိုသွားဖို့ရည်ရထားတဲ့လူဆိုရင်လည်းနိုင်ငံရသွားမယ့်ကိစ္စတွေအဆင်ပြေပါတယ်နော်။ဝေဂျီနဲ့ပတ်သက်ပတ်သက်ပြီးတော့ဒီကာလဟာရှာလီ ဝေးလေဖြစ်နေတတ်ပါတယ်တကယ်လို့ရခဲ့မယ်ဆိုရင်လည်းသူတဘောက်ထောက်ပံ့တဲ့အတွက်ငွေကုန်ကြေးကျများနေလိမ့်မယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးဒီကာလအဆင်မပြေဘူးဖြစ်နေတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ဥမာခက်ခဲနေတဲ့အခက်ခဲလေးပြီးတော့သွားဖို့အတွက်မိမိတို့နေပါပါနော်ခောက်ဆွဲကြော်ဖျားကိုလှူပြီးတော့လိုရာစုတောင်းပါအဲ့လိုလှူထားလိုက်မယ်ဆိုရင်ကိုယ်မှခက်ခဲနေတဲ့အခက်ခဲပြီးတော့ 牛肉酱大面，也是多么琵琶的个面啊！